နိဗ္ဗာန်ဆိုတဲ့ရည်ကြီးကိုသာရောက်ချင်းရခြင်းကိုလိုရှိ၏တရားနာပါရဲ့တရားထုတ်ပါရဲ့ဆိုတော့ဆရာတကကြီးရဲ့စိတ်ကြောင်းပါမယ်မှန်ပါပါဘုရားနမောရှင်တရားနာတဲ့ကုသိုလ်ဒီတဲ့ဝတ္တကုသိုလ်ဘွားဖြစ်မယ်မှန်ပါပါဝတ္တကုသိုလ်ဘွားဖြစ်မယ်ဆိုလို့ရှိရင်ဝတ္တကုသိုလ်ဆိုတော့ဆရာကအမှန်တန်ဆိုးရတဲ့ကုသိုလ်ကိုမှတ်လိုက်ချမ်းပါမှန်ပါပါ တ္တကုသိုလ်ဆိုတာဓမ္မလေအမှန်ဆိုရတဲ့ကုသိုလ်ပါပါဘုန်းကြီးနည်းနည်းလေးကြားပြီးမှဝတ္တကုသိုလ်အကြောင်းကိုဝတ္တကုသိုလ်ဆိုတဲ့ဆရာကဘယ်လိုပါလဲလို့မေးလို့ရှင်ဒါပဲဖြစ်နေတဲ့ဒုက္ခပါပါဒါယခုကသက်ရှင်ပြီးကြရတဲ့ခန္ဓာဝန်ထားနေတဲ့ဒုက္ခပါပါဒါခန္ဓာဝန်သုတေယ ာသုံးခုရှိတယ်နတ်ဘဝရလည်းညမာဘဝရလည်းဒီတော့ကသုံးခုရှိလဲပြိကာလနေတော့ဘိန်းတို့ဓမ္မတွေဒီကားလို့ဆိုလို့ရှိရင်ဖြင့်တရားနာရကုသိုလ်ဖြစ်တယ်သိတော်မှနာသူတည်ရောက်တယ်ဆိုတော့စိတ်ထားမနာကြပါနဲ့မှန်ပါဗျာနာလို့ရှိရင်ဒီတိုင်းလေပါလိမ့်မယ်ဆိုတာသဘော လေတဲ့ရှင်းကြပါလေပါလေကဒုက္ခ73ခုလေလို့ဖတ်လိုက်ရမှာအဲ့ဒါဝိဒ္ဓကုသိုလ်လို့ခေါ်ပါတဲ့အဲ့ဒါဘုရားနာကုသိုလ်ဖြစ်တာပဲတရားတော့နာမပဲတဲ့ရှင်းဆုံးတော့သူရိတဲ့ဘာနာသာတော်မှာသူဒီရောက်သေးတာပဲအစရှိနေတဲ့ချော်သေးမလို့ပါနဲ့ဒကာဓမ္မတို့ချော်သေးမလို့ပါနဲ့ ဘုရားနာဝေသေးသေးတော့ငြိမ်းချင်သိမ်းချင်လို့တရားနာတယ်တရားထုတ်တယ်ဆိုတာဖြင့်ကြောင်းပြပါဘုရားတရားရေးကြည့်တာပေါ့ဘုရားဒါမပြောင်းခဲ့လို့ရှင်းတရားဓမ္မတို့ခမည်းတော်တွေအသေးရှိရနဲ့အသေးရှာဘုရားအနာရှိရနဲ့ဘုရားအိုးရှိရနဲ့ဘုရားဩမနာတတ်တော့ တရားဓမ္မတို့တရားလဲနာရသေးတယ်အသေးကြီးရတယ်အသေးပြန်ရဒီကဏ္ဍကြီးရသူတရားဥမာဆိုတော့ညင်းဖို့မလိုဘူးနောက်တရားနာသည်တို့တရားနာရနောက်ဘဝနောက်ဖြစ်ရမှာပဲလူကောင်းသူကောင်းဖြစ်ရမှာပဲဆိုတော့အသေးရှာတာအသေးရှာတဲ့စိတ်နဲ့တရားမနာပါဘူးအသေးလို့ရရောက်ချင်လွန်းလို့တရားဓမ္မအသေးမုန်းလို့ အသေးစားသိဉာဏ်လို့ဆိုပြီးကြလားတရားနာကြပါမှာပါဘုရားတဘာမတရားစာရှင်လောက်ခြင်းလို့ဘုံခံခြင်းခြင်းလို့ဒါတွေဘာမှမထည့်ပါဘူးမှာပါဘုရားဒါတွေဘာမှမထည့်ပါဘူးဒါတွေထည့်တယ်ဒီနေ့ပြန်နေတယ်ဒီသုံးချက်ရဲ့ကြီးတာမှာပါဘုရားအဲ့ဒါကြောင့်အာရုံရဓမ္မတွေဝိဝတ္တအစ်စ်ဖြစ်အောင်ဒီတရားနာတာဆရာရောက်လာနေမဟုတ်ဘူးဘုဝေနာဘေသေးဘေ သိဉာကိုရကြံလို့နားတယ်မှန်ပါပါဘုရားဝိညာဝေသေဝိရိသိဉာငိဉာရကြံလို့ကျင်နီလာယူနေတယ်မှန်ပါပါဘုရားဒီလိုကြောင်းပလိုက်လို့ရှင်းဖြင့်ဒုက္ခရှိတဲ့ပုဂ္ဂိုလ်ကဒုက္ခလွတ်ဖို့ပါပဲမှန်ပါပါဘုရားနမောရှင်ဒုက္ခရှိရင်လည်းဒုက္ခရှာတယ်မှန်ပါပါဘုရားတပည့်ကြရှာပါဘုရားအဲ့တော့ကလေးမိုက်မမိုက်ပါနဲ့လို့ဆိုတာကကျွေးတို့မှရင်တို့ပြောရမှန်ပါပါဘုရား